Student Scholarship ရရှိခဲ့လို့ financially အများကြီးဝင်ရောက်သွားပါတယ် Private College တွေထဲမှာဆိုရင် Lestrey Fest က reputation ကောင်းတဲ့ကျောင်းအနေနဲ့နာမည်ကြီးရပေါ့နော်မင်္ဂလာပါညီမနှမရမီသူပြောဖြစ်ပါတယ်ညီမလက်ရှိ Stray Fest ရဲ့ Food Scholarship နဲ့ Business Management Program မှာတက်ရောက်နေတဲ့အကြောင်းတူဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ Scholarship Program လေးပေးရဲ့ s t r a y f a n c y Founder ဆရာဦးအောင်ချစ်ခင်နဲ့ Scholarship Program မှာ Interview မေးပေးရဆရာဆရာမကြီးအကုန်လုံးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ဒီ Scholarship Program အတွက် Support ပေးရဝန်ထမ်းကိုမိုင်းအကုန်လုံးလည်းကျေးဇူးတင်ပါတယ်။နောက်ပြီးတော့လေဒီလိုမျိုးရည်ချင်းရှိရဲ့လူငယ်တွေအတွက် scholarship program လေးထပ်ပေးဖို့တို့ပြောချင်ပါတယ်။ ဒီ Stray Fans ရဲ့ Scholarship Program လေးရော Stray Fans ရဲ့ Facebook Page ကနေမှတစင်တွေ့ရှိခဲ့ရပါ။အဲ့ကနေတစင်ရှောက်ဖြစ်ခဲ့ရပါရှင်။အဲဒီ Stray Fans ရဲ့ Scholarship Program လေးကိုရွေးချယ်ပြီးရှောက်ဖြစ်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့ Stray Fans ရဲ့ Strong Academic ကြောင့်ပါ။ Private College တွေထဲမှာဆိုရင်လည်း Stray Fans က reputation ကောင်းတဲ့အကြောင်းအနေနဲ့နာမည်ကြီးရပေါ့နော်ညီမအနေနဲ့လည်းအရင်ထဲကအကြောင်းအကြောင်းတွေ research လုပ်ဖြစ်တော့အကြောင်းရဲ့စာတင်ကြမှုဘိုင်းတွေအကြောင်းရဲ့စီကံဘိုင်းတွေနဲ့အကြောင်းနဲ့ချိတ်ဆက်ထားတဲ့နိုင်ငံသားတက္ကသိုလ်တွေဒါတွေလေးလာမိပြီးတော့ဒီအကြောင်းမှာတက်ဖို့အတွက်ဆေးရဆက်တင်ခဲ့ပါတယ်။အဲအနေနဲ့တစင်းဒီ scholarship program လေးတွေ့ရတဲ့အခါရောက်ဖြစ်ခဲ့ရပါရှင့်။ first step ဖြစ်တဲ့ entrance test အတွက်လေညီမအနေနဲ့လိုအပ်တဲ့ English skills တွေ knowledge တွေဒါတွေသိချပြင်ဆင်ခဲ့ပါတယ်။တကယ်ဖြည့်ဆွဲအခါမှာလေဒီကိုလေ့လာခဲ့တဲ့ skills တွေ knowledge တွေဒါတွေအသုံးချပြီးအကောင်းဆုံးဖြည့်ဆွဲခဲ့ပါတယ်။ second step interview အတွက်လေ meet တဲ့မိကွန်းလေးတွေသိချလေးလေ့လာပြခဲ့ပါတယ်။ဆရာကြီးဆရာမကြီးရဲ့မိကွန်းမေးတဲ့အခါမှာလေကိုယ့်ရဲ့အခက်အခဲတွေ အာတာချဲအာနေချဲဓာရီကိုတေချာလေးဖြည့်ဆို့ခဲ့ပါတယ်အ step နှစ်ခုလုံးမှာ challenging ဖြစ်ပေမဲ့ကိုယ့်ဘက်ကနေပြီး authentic ဖြစ်တဲ့အဖြေတွေကို focus ထားဖြည့်ပြီး scholarship ရရှိဖို့ကြိုးစားခဲ့ပါတယ် full scholarship ရရှိခဲ့လို့ညီမမိဘအတွက်ကောညီမအတွက်ပါဒီကောင်းမွန်တဲ့ပညာရေးရရှိဖို့အတွက် financially အများကြီးဝင်ရောက်သွားပါတယ် financial problem တွေမရှိရတဲ့အတွက်ညီမအနေနဲ့လည်းចောင်းစာဘက်ကိုပို့ပြီးတော့အယုံဆိုင်နိုင်ပါတယ်ညီမစိတ်ဝင်စားတဲ့ဒီ business management ဘာသာရပ်ကိုဒီ straight first မှာတက်ရောက်ပြီးတော့ low at the skills တွေ qualification တွေ experience တွေကိုရရှိနိုင်အောင်လို့ညီမရဲ့ future career အတွက်လည်းအများကြီးထောက်ကူဖြစ်ပါတယ် ညီမအနေနဲ့ education community မှာညီမလိုမျိုး scholarship ရောက်ဖို့စူးစမ်းနေရမောင်ရင်းညီမလေးတွေအတွက် scholarship information လေးတွေ sharing လုပ်ပေးသွားပါမယ်။ညီမလေးလိုက်ခဲ့တဲ့ဘာသာရပ်ကနေရရှိခဲ့တဲ့ knowledge day skills တွေကိုအသုံးချပြီးတော့လည်းတက်နိုင်တဲ့ဘက်ကကူညီသွားပါမယ်။ဖို့မှာအနေနဲ့ voluntary organization တွေမှာညီမထူးချွန်တဲ့ဘာသာရပ်တွေကို volunteer အနေနဲ့ပြန်ပြီးသင်ပြပေးသွားမယ်လို့စဉ်းစားထားပါတယ်။ ဟုတ်ကဲ့အထောက်အကူဖြစ်စေပါတယ်။အာအကြောင်းမှာဆိုလို့ရှိရင်ညီမတို့လို့ external ရဲ့လူတွေကိုပေးရ scholarship တွေအပြင် internet ရဲ့အကြောင်းသားတွေအတွက်လည်းစာတုံးရင်တော်တော်လိုမျိုးရရှိနိုင်တဲ့ scholarship တွေရှိပါတယ်။အဲတော့မိဘရဲ့အနေနဲ့လည်းကိုယ့်ရဲ့သားသမီးအတွက် ပညာရေးကုန်ကျစရိတ်တွေပေါ်မှာအများကြီးဝင်တော့ဝင်မှုမဖြစ်တော့ဘူးပေါ့နော်။ကလေးတွေအနေနဲ့လည်းကိုယ်စိတ်ဝင်စားတဲ့ပညာရဲ့ကိုလေ့လာဖို့အတွက်ကျောင်းဘက်ကဒီလိုမျိုးအထောက်ပံ့အနေနဲ့ supporting ပေးရတဲ့အတွက်ကိုယ့်ရဲ့ future career အတွက်လိုအပ်တဲ့ skills တွေလည်းတိုးတက်လာပါရဲ့။ပြီးတော့ theory ဘိုင်းတွေလည်းလေ့လာရပြီးတော့ theory တွေကိုစာတွေ့လက်တွေ့နားလည်ဖို့အတွက် presentation တွေ group discussion တွေလုပ်ရရပေါ့เนาะအဲ့တော့စာတွေ့လက်တွေ့တီချာနားလည်ပြီးတော့ကိုယ့်ရဲ့ future career အတွက် um low at the skills တွေလည်းတိုးတက်လာပါတယ် ဂျန်ယွန်းဖြစ်တဲ့ပညာရေးပိုင်းမှာကိုယ့်ရဲ့အချိန်အမွေတွေကို invest လုပ်ဖို့ပြောချင်ပါတယ်။ကိုယ့်ရဲ့လူငယ်ဘဝကို time management ကောင်းကောင်းနဲ့ဒီလိုမျိုးပညာရေးပိုင်းမှာ invest လုပ်ထားမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ကျလို့ရှိရင်ကိုကိုယ်တိုင်အတွက်ကောကိုယ့်ရဲ့မိသားစုအတွက်ကောကိုယ့်ရဲ့ community အတွက်ပါအကျိုးပြုတဲ့လူငယ်တယောက်အနေနဲ့ဖြစ်ထွန်းလာမယ်လို့ပြောချင်ပါတယ်။တကယ်လို့ကိုကဒီပညာရေးကိုဆက်လျှောက်ဖို့အတွက်ခက်ခဲနေတယ်ဆိုလို့ရှိရင်လည်းကိုတက်နိုင်တဲ့ဘက်ကစာလေးလာတာဖြစ်ဖြစ်ဒီလိုမျိုး scholarship တွေလျှောက်တာမျိုးဖြစ်ဖြစ်လောက်ကြဖို့ပြောချင်ပါတယ်။